ဘာလို့မှမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်မင်းဖြစ်ပါတယ်ငလင်းတွေလှုပ်ခတ်ပြီးမှတချို့မြေကြီးတွေကခန့်ချောက်သွားရပါတယ်ဒီနေ့မှာတော့အဲ့ဒီမြေကြီးတွေခန့်ချောက်သွားတဲ့အခါဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးပြဿနာလေးတွေကိုပြောပြပေးသွားခြင်းပါတယ်နံပါတ်1ရေအေးမြေဆိုးကျုံခြင်းမြေကြီးတွေဟာတောက်သုံးရေလေယာဉ်ဆိုင်ပြိုးရေစမှုလုပ်ငန်းသုံးရေစတဲ့အရေးပါတဲ့ရေအေးမြေတွေဖြစ်ပါတယ်မြေတွေခန့်ချောက်သွားတဲ့အခါ ဒေသခံတွေကရေရှားပါမှုနဲ့ရင်ဆိုင်ရပြီးတော့တောက်သုံးရေတွေအခက်အခဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။နံပါတ်1စိုက်ပျိုးရေးထိခိုက်ခြင်းစိုက်ပျိုးရေးရာမြေရေကိုအဓိကအားကိုးရတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။မြေတွေခန့်ချောက်သွားတဲ့အခါစိုက်ပျိုးမြေတွေရေမရှိတော့ဘဲနဲ့အသီးနှံတွေပျက်စီးနိုင်ပါတယ်။ဒါဟာစားနပ်ရေးခါပြတ်လည်မှုနဲ့စီးပွားရေးကြာဆင်းမှုကိုလည်းဖြစ်စေနိုင်ပါတယ်။နံပါတ်3ငါးပန်းလုပ်ငန်းထိခိုက်ခြင်းမြေတွေဟာငါးတွေရဲ့အဓိကအကျဆားရာနဲ့မြို့ပွားရာနေရာတွေပဲဖြစ်ပါတယ်။ မြေတွေခန့်ချသွားတဲ့အခါငါးတွေတည်ဆုံးပြီးတော့ငါးဖမ်းလုပ်ငန်းလုပ်ကင်သူတွေရဲ့အတမေးပါးချောင်းကိုလည်းထိခိုက်စေနိုင်ပါတယ်။နံပါတ်၄တဲယူပို့ဆောင်ရေးကိုထိခိုက်ခြင်းတချို့ဒေသတွေမှာမြေလမ်းကြောင်းတွေကိုကုန်ပစ္စည်းနဲ့လူတွေကိုတဲယူပို့ဆောင်တဲ့နေရာမှာတို့မြူကြပါတယ်။မြေတွေခန့်ချသွားတဲ့အခါတဲယူပို့ဆောင်ရေးလုပ်ငန်းတွေရပ်ဆိုင်ပြီးတော့ကုန်စည်ရွေးနဲ့စီးပွားရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။နံပါတ်၅ကျမရေးဆိုင်ရပြဿနာများဖြစ်ပေါ်ခြင်းရေရှားပမှုကြောင့်တာချင်းတဲ့ရေကိုရရှိဖို့ခက်ခဲလာပြီးတော့ ရေကားနေတဲ့ဆင်ကုစိတတဲ့ယောဂပုံမာတွေကိုဖြစ်ပွားစေနိုင်ပါတယ်။နံပါတ်6ဂရယစနက်ပျက်စီးခြင်းမြက်တွေဟာသူ့ပတ်ဝန်းကျင်ကဂရယစနက်ရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။မြက်တွေခမ်းချောက်သွားတဲ့အခါမြက်ကိုအမိခုန်နေတဲ့အပင်တွေတလိစံတွေရဲ့ရှင်သန်မှုကိုထိခိုက်စေပြီးတော့ဂရယစနက်တစ်ခုလုံးကိုလည်းပျက်စီးသွားနိုင်ပါတယ်။နံပါတ်9ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးခြင်းမြက်တွေမှာနေထိုင်တဲ့ရင်းနေတဲ့တော်ဝါမျိုးစိတ်တွေအများကြီးရှိပါတယ်။မြက်တွေခမ်းချောက်သွားတဲ့အခါ အဲ့ဒီမျိုးစိတ်တွေလည်းမျိုးတွန်းသွားနိုင်ပါတယ်။နံပါတ်၈မေဒီလာထိခိုက်ခြင်းမြေတွေဟာပတ်ဝန်းကျင်ကမေဒီလာကိုအစိုးရပေးပြီးတော့မေဒီလာရဲ့သဘာဝကိုထိန်းသိမ်းပေးပါတယ်။မြေတွေခန့်ချောက်သွားတဲ့အခါမေဒီလာတွေချောသိပြီးတော့ဆိုက်ပြုတ်လို့မရတဲ့မြေဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။နံပါတ်၉ရေရည်သွေးကြာခြင်းချာရှိနေတဲ့ရေနှင်းငယ်ဟာအညေကျိုးတွေပုံပုံပါဝင်လာနိုင်ပြီးတော့ရေရည်သွေးကိုလည်းကြာသိမ်းနိုင်ပါတယ်။ဒါဟာ ုံးဆက်ဖို့မတင်တော်တဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။နောက်တော့ချက်ခုနဲ့စီချောင်းကလေးရင်ပြီးမှမြေချောင်းတို့ချုပ်ပေးသွခံရတဲ့အတွက်အောက်ပန်းနေတာတွေမှာရေချောင်းပမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါအပြင်မြက်ပုံမိကုန်နေတဲ့သဘာဝပတ်ဝန်းကျင်နဲ့ထိခိုက်ခဲ့ပါတယ်။ဆိုင်းရီတဘာစာနာရိတ်ခါတေးပိုးဆောင်ရင်နဲ့မြက်ကိုအမိပြုနေတဲ့ငါးပန်းလုပ်ငန်းတွေလည်းများစွာထိခိုက်ခဲ့ရပါတယ်။ဒါတွေဟာငလင်းရင်ပြီးမြက်တွေခန်းချောက်သွားခြင်းရဲ့အဓိကဆိုးကျိုးတွေပဲဖြစ်ပါတယ်။ဒီဆိုးကျိုးတွေဟာဒေသခံတွေရဲ့လူမှုစီးပွားရေးဘဝနဲ့ တဘာဝပတ်ဝန်းကျင်ကိုရေချေအထိတည်ရောက်မှုတွေရှိနိုင်ပါတယ်။အခုကျွန်တော်ပြောပြပေးခဲ့တာကတော့ငလျင်နေလုခတ်ပြီးမှရေကြီးတွေရုတ်တရက်ခန့်ချောက်သွားရခြင်းရဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေပြီးတော့ဘဝတုဒ္ဒရဒေသုံးတရာရရှိနိုင်မယ်လို့လမ်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးနေကြည့်ပေးတဲ့အတွက်တဝူတယောက်ရှင်းသိတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။